ချမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပလက်ဝမှာဒေသခံများတွာလာရလွယ်ကူစေရန် AA ကတရားများတိစောက်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာရခတက်တော်အေအေတိမ့်ပိုက်ထားတဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်ခဝဲနယ်မြေမှာဒေသခံများတွာလာရလွယ်ကူစေရန်အတွက်အေအေကတရားများတိစောက်ပေးထားကြောင်းသတင်းရရှိပါတယ်။ပလက်ဝမြို့နယ်ခဝဲနယ်မြေမှာရှိတဲ့ခဝဲကျေးရွာအပါအဝင်ရွာပေါင်း၁၀ထက်မနည်းချင်းဒေသခံများတွာလာရလွယ်ကူစေရန်အတွက်တရား၃စင်းကိုတိစောက်ပေးခဲ့ရာမေလ၅ရက်နေ့မှာတိစောက်ပြီးစီးခဲ့တယ်လို့ပလက်ဝဒေသမှာရှိတဲ့အေအေအရာရှိတဦးကပြောပါတယ်။ ဒီဒေတာမှာတရွာနဲ့တရွာသွားမယ်ဆိုရင်မြောင်းတွေကိုလက်ပစ်ကူးပြီးသွားရတဲ့အနေအထားရှိတယ်။လမ်းပန်းဆက်သွယ်ရေးတအားခက်ခဲတယ်။မြောင်းတွေမှာရေနစ်သေးတာတွေလည်းရှိခဲ့တယ်။စစ်ကောင်စီလက်ထက်တုံးကဒါကိုတိတိကျကျနဲ့တရားတစင်းအောင်ထိုးပေးခဲ့တာမရှိဘူး။ကျွန်တော်တို့ကတော့ဒေတာခံတွေရဲ့အခက်ခဲတွေကိုမကြည့်နိုင်လို့အခုလိုတရားထိုးပေးတာဖြစ်တယ်လို့ပြောပါရတယ်။အေအေကဆောက်လုပ်ပေးထားတဲ့တရားသုံးစင်းမှာခဝဲကြီးရွာရွာဦးတရား၊ရက်ချောင်းတရားနဲ့ရေတကွန်တရားတို့ဖြစ်ပြီးအားလုံးဟာလည်းတရားတရားအမျိုးအစားဖြစ်တယ်လို့ဆိုပါရတယ်။ လက်ရှိမှာအဆိုပါနေမြမှာတံတားများရှိသွားပြီဖြစ်တဲ့အတွက်သွားရလာရအဆင်ပြေသွားတယ်လို့ခဝဲကြီးရွာမှချင်းအမျိုးသားတအုပ်ကပြောပါတယ်။အရင်ကဆိုတရွာနဲ့တရွာသွားရတာမလွယ်ကူဘူး။ကျမ်းမာရေးနဲ့ပတ်သက်လို့ဖြစ်ဖြစ်ဟင်းစားရှာတာပဲဖြစ်ဖြစ်တံတားမရှိတော့အဆင်မပြေခဲ့ဘူး။အခုဆိုတောင်ရတွေမြောင်းတွေမှာဟင်းသွားရှာရတာလည်းအဆင်ပြေသွားပြီ။အခုမိုးရသည်လည်းရောက်တော့မယ်ဆိုတော့စိတ်ပူစရာမလိုတော့ဘူးလို့ပြောပါတယ်။ AA ဟာပလောဝါမြို့နယ်ကိုပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီလိုသိမ်းပိုက်ပြီးနောက်နေရဲစွန့်ခွာရှောင်တိန်ခဲ့ရတဲ့ကြီးရွာပေါင်း20ကျော်ကို AA ကပြန်လည်နေရာချထားပေးပြီးပြီဟုလည်းသိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေစကြိုတိုက်ပွဲမှာအကြမ်းဖက်စစ်သား28ဦးသေဆုံးပြီးရန်သူကင်းထောက် drone ကိုပစ်ချနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းအဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအရာရှိတအူအပါအဝင်ရန်သူတပ်သား28ဦးသေဆုံးပြီးအယောက်30နီးပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Southern YS PDF ကဒီနေ့ထုတ်ပြန်ပါတယ်။မေလ9ရက်မနက်9:00နာရီမှာရန်သူစစ်တပ်လက်ပါစီစင်ချောင်းပြူစောတိရွာကထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ296 298 298တို့မှအင်အား100နီးပါးပါစစ်ကြောင်းဟာတစားကန်ပြည်သူ9ဦးကိုဖမ်းဆီးကစစ်ကြောင်းထိုးလာတာပါ။ အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာစံတစ်ကြီးရွာမြောက်ဘက်တနေရာအရောက်မနက်9:30မိနစ်အချိန်မှာတော်လိုင်းကြီးပူပေါင်းအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ထိတွေ့ပစ်ခတ်မှုတနေ့မိနစ်20ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့ကင်းထောက် drone DJI အမျိုးအစားကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Southern Wireless PDF ကရဲဘော်လာပြတိုက်ပွဲအတွင်းအသက်ပေးခဲ့ရပြီးတိုက်ပွဲကိုအသာစီးပုံဖော်ကအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြံဖတ်စစ်ကောင်စီကတဲတော်ကြီးရွာကိုပါရာမော်တာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာပြည်သူတို့အူသေဆုံးပြီးနေအိမ်တလုံးပျက်စီးခဲ့တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ချီတိုက်ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်လက်ခမော်ရွာနဲ့မလကျွန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ချီတိုက်ဆုံနေကြောင်းသတင်းရရှိပါတယ်။ အပြစ်ရထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုဟာကြောက်ဖြူမြို့နယ်လက်ကမော်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ်မှာအရခတ်တပ်တော် AA နဲ့မေလ17ရက်နေ့မှာစတင်ကထိတွေ့တိုက်ပွဲဖြစ်ပွားရမှာစစ်ကောင်စီတပ်သားယာနေချီတိတ်ဆုံနေခြင်းဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တအုပ်ကပြောပါတယ်။လက်ကမော်နဲ့မလကျွန်းမှာ17ရက်နေ့လောက်ကတိုက်ပွဲပြင်းနေတိုက်ပွဲကနေတိုင်းရှိတယ်စစ်ကောင်စီဘက်ကအသေးအပြောက်ယာနေချီရှိတယ်လို့ပြောပါတယ်။ အဆိုပါအကြအဆုံးများတဲ့စစ်ကြောင်းဟာရေချောင်းနဲ့အင်အားဖြစ်တင်းထားတဲ့ပြည်သူစစ်မှုတန်းတင်တန်းစင်းများအပါအဝင်နေမြေကန်တရင်များမှစစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြကြောင်းမြေပြင်တရင်အရာသိရှိရပါတယ်။အဆိုပါစစ်ကြောင်းမှာအကြအဆုံးများနေတဲ့အတွက်ယနေ့မတ်လ23ရက်နေ့မနက်ပိုင်းမှာလက်ခမော်ရွာဟောင်းကိုစစ်ကောင်စီက drone နဲ့ဘုံးလာကျဲခဲ့တယ်လို့နေဗီများကလည်းလက်နက်ကြီးများနဲ့လှမ်းပစ်တဲ့အတွက်ဘုံကြီးကျောင်းအပါအဝင်နေအိမ်များအပြည့်အစုံရှိခဲ့ကြောင်းကြောက်ဖြူဒေတာခန်ကပြောပါတယ်။ drone တွေက navy တွေကပစ်တယ်သူတို့ကအ धिक drone တုံးတာလက်ကမော်နဲ့မလာကျော့ပတ်ဝန်းကျင်ကိုပတ်ပြီးကျဲနေတာဘုံကြီးကြောင်တကြောင်မိလောင်နာနဲ့နေအိမ်တချို့ပျက်စီးတာရှိတယ်လို့ပြောပါတယ်အပြည့်ရက်ကာလအတွင်း AA ကကြောက်ဖြူမှထိုးစစ်များကိုရက်တန့်ထားပေမဲ့စစ်ကောင်စီဘက်က AA ရှိတဲ့နေရာတွေကိုစစ်ကြောင်ထိုးလာတဲ့အတွက်တိုက်ပွဲမှာဆက်လက်ပြင်းထန်နေကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဂန်ကောမှာခလာရ90တက်ရင်ကလေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးလူ71ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ပြန် ပြည်သူ20ကျော်ကိုလည်းဖမ်းဆီးသွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကံကောမြို့နယ်ခလာရ90တရဲမှအကြမ်းဖက်စစ်သားများကလေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးလူ၁၁ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ကပြည်သူ20ကျော်ကိုဖမ်းဆီးသွားကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ယမန်နေ့မေလ12ရက်နေ့နနက်2နာရီခန့်မှာကံကောမြို့နယ်ခလာရ90တရဲမှထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလေမရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုဝင်ရောက်စီးနေပြီးတော့ကြေးရွာမှာနေတဲ့ကလေးငယ်များအပါအဝင်လူငယ်71ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြစ်တက်ကပြည်သူများကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဖြတ်သွားတဲ့ပြည်သူ71ဦးမှာအသက်24နှစ်အရွယ်ကျော်စန်းခိုင်အသက်23နှစ်အရွယ်တပ်ပိုင်ဦးအသက်39နှစ်အရွယ်အောင်ကြည်မင်းအသက်25နှစ်အရွယ်နေလင်းဦးအသက်28နှစ်အရွယ်ညီလေးအသက်16နှစ်အရွယ်ဂျွန်ကိုဝင်းအသက်15နှစ်အရွယ်တီဟာလင်းအသက်15နှစ်အရွယ်မျိုးတီဟာ အသက်12နှစ်အရွယ်ရှန်ထွန်းအသက်16နှစ်အရွယ်ကျော်မြတ်သူနဲ့အသက်73နှစ်အရွယ်မိုင်းဝေတို့ကိုပြစ်တက်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မနေ့ကနနက်အစောနှစ်နာရီဝန်းကျင်လောက်ကခလာရ90တရင်ကလာတဲ့စစ်ခွေးစစ်ကြောင်းကလေမရွာကိုရောက်ရှိလာပြီးတော့ပြည်သူ71ဦးကိုပြစ်တက်ထားတယ်။ပြည်သူ20ခန့်ကိုလည်းဖမ်းဆီးသွားတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကရွာထဲမှာတပ်ဖြတ်ဖမ်းဆီးပြီးချက်ချင်းပြန်ဆုတ်သွားတယ်လို့သိရပါတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ယတိတောင်မြို့နယ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကလင်းငယ်များနဲ့မိခင်များအပါအဝင်အရက်သားပြည်သူ73ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ယတိတောင်မြို့နယ်ထွန်းရွယ်ဝေကြီးရွာရွာဟောင်းကိုယနေ့မေလ23ရက်နေ့နနက်10:00နာရီဝန်းကျင်အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်တစည်းနဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့ရမှာကလေးငယ်များနဲ့မိခင်များအပါအဝင်အရက်သားပြည်သူ73ဦးသေဆုံးသွားခဲ့ပါတယ်။လောလောဆယ်သေဆုံးတာ73ယောက်ပါဗျာ ပွဲချင်းပြီးတိတ်ဆုံးသွားတာလို့ဆိုရမှာပါ။ဒဏ်ရာကရထားတာက20ဦးနဲ့အထက်ပါ။ထိကိုက်တိတ်ဆုံးတဲ့သူတွေကတိထက်လဲများလာနိုင်ပါတယ်။စရင်အတိအကျတွေကနောက်မှပြောနိုင်ပါမယ်။ဒီစရင်ကတော့လောလောဆယ်အတိပြုတ်နိုင်ပါတယ်လို့ဒေတာသတင်းအရေးမြစ်ကပြောပါတယ်။ထွန်းရဝေကြီးရွာမှာစစ်ဘက်ရေးရာနဲ့မသက်ဆိုင်ပဲစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိပေါင်900ဘုံနှလုံးအုံပြုတ်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ။ဒဏ်ရာရသူတွေကိုတော့အရေးပေါ်နှီးစက်ရာစေယုံစေကန်းတွေစီပို့ပေးထားပါတယ်။အဲ့ဒီမှာအရေးပေါ်လူနာတွေလည်းပါဝင်ပါတယ်။အသက်အန္တရာယ်စိုးရင်ရတဲ့သူတွေပေါ့လို့အခြားတရင်အရေးမြစ်တအုပ်ကပြောပါတယ်။အာရခတ်တတော် AA ပြောခွင့်ရဥခိုင်ဒုက္ခကလည်းယတိတော်မြို့နယ်ထွန်းရွေကြေးရွာဘုံကျဲခံရမှုဖြစ်စဉ်မှာတေဆုံ73ဦးဒဏ်ရာရရှိသူ20ဦးကျော်နဲ့လူနေအိမ်12လုံးထိခိုက်ပျက်စီးသွားတယ်လို့မီဒီယာများကိုအတည်ပြုပြောကြားထားပါတယ်။ ိတ်ဆုံးသူ73ဦးထဲမှာအသက်6နှစ်အရွယ်ကလေးငယ်2ဦးနဲ့10နှစ်အရွယ်ကလေးငယ်2ဦးပါဝင်ကြောင်းအမျိုးသမီးများလည်းပါဝင်ကြောင်းသိရှိရပါတယ်။စစ်ကောင်စီကပေါင်900ဘုံနှလုံးနဲ့လာကျဲသွားတယ်။ဒီရွာကအင်ချီ100လောက်ရှိမယ်။စစ်ရေးနဲ့ဘာမှမသက်ဆိုင်တဲ့ရွာပါ။ရွာသူရွာသားများအေးအေးဆေးဆေးနေကြတာကိုစစ်ကောင်စီကဘုံလာကျဲသွားတာ။အခုအပြက်အစည်းတွေကြားထဲမှာတိတ်ဆုံးသူတွေထက်ရှိနေတာကြောင့်အခုစရင်ထက်ပုံမများပြားလာနိုင်ပါတယ်လို့ယသိတောင်ဒေတာပြည်သူတို့ကပြောဆိုပါတယ် အာနာတိန်စစ်ကောင်စီကကြောက်ဖြူမြို့နယ်လက်ခမော်ကျေးရွာကိုလည်းယနေ့မေလ23ရက်နေ့နဲ့4နိုင်ဝင်းကျယ်မှာဒရုန်းနဲ့ပုံလာကျဲခဲ့တဲ့အတွက်လက်ခမော်ဘုံတော်ကြီးကျောင်းမီးလောင်ပြချပျက်စီးသွားကြောင်းသိရှိရပါတယ်။ငလင်ကိုအကြောင်းပြပြီးစစ်ကောင်စီကမေလ31ရက်နေ့အထိအပြည့်အခက်ရက်စဲတယ်လို့ကြေညာထားပေမဲ့ရခိုင်၊စကိုင်း၊ကရင်နီနဲ့ကရင်ပြည်နယ်တို့ကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေပါတယ်။ ယမန်နေ့မေလ12ရက်နနက်10:00နာရီဝင်းကျင်ကစကိုင်းတိုင်းတပဲရင်မြို့နယ်အိုထင်းကွင်ကြီးရွာမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အထက်ဆီယမ်မနှစ်ဦးအပါအဝင်ကလင်းငယ်22ဦးသေဆုံးခဲ့ပြီး60ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီနောက်ပားရိုက်ရင်နားကိုက်ကြစို့ဆိုတဲ့ကျူလီပောင်သတင်းစင်ရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စိတ်နှလုံးညှို့ချုံရတဲ့သတင်းကတပဲရင်အိုထင်းရွာသတင်းဖြစ်ပါလိမ့်မယ်။ ပစီကြီးတုံးကလိုမဲလုံးတကောင်ထွက်မဟောင်ရဲပဲတိုးကြောင်လေးဘူတာကဖဲသုံးချက်တမအထာနဲ့ပြောင်လိန်ပြောင်စတည်င်းထုတ်ရဲမှုကိုအံ့ဩဘကံမောစားပေါ့ဒါပေမဲ့ဒါတွေကလေတဲ့လွင့်ပါတော့ဖြစ်เสียရအကြောင်းမှမရှိတာတည်င်းအမှန်တွေကကဘာပတ်ပြီးကြပြာဖတ်ပြီးတာပဲဘယ်ပြေးမလဲမိချို့တဲ့ရေခက်မကြုံဤပါကြုံမှာပဲလေ ဒီကြားထဲမှာရွှေချင်းမှာအပီကင်ထားတဲ့တရင်ဌာနချုပ်ငါကိုရှိကိစ္စလဲမမဆောင်းလို့တင်လိုက် ပြန်ပါသွားလိုက်တင်ရမြင်ရတွေနဲ့ကျူးတို့ခမညာနတ်ကရာကြီးမော့နေရပါရောလားကျဲမြတောင်းလေးတန်းနဲ့ပြောရရင်ဒါလေးများဒါလေးများလုတ်ပလိုက်စမ်းပါဖန်စီရမီအားလုံးကိုတခြားနေရာမရွှေ့လေးနဲ့စန့်ကုန်မြေလေးတဲ့ဒီစကန့်ဒီနေရာမှာပဲမအိမ်လုံးတွေဘုံလာမကျဲခင်ကောင်းမွန်စွာကြွေမွေပြုစုစောင့်ရှောက်ထားကြောင်း life လွင်ပြအိမ်မင်းတို့ကျဲမင်းတို့လူတွေသိ ဒါမျိုးလုတ်တင်တယ်ထင်တာပဲ game theory တွေဘာတွေအတာထားမအိမ်လုံးကဘာစီဘာကန့်မှမရှိတဲ့ကောင်အဲ့ဒီအတွက်ကိုဘက်ကလည်းလှလှပပကစားပြဖို့လိုပါတယ်တောက်တရုံနဲ့ပတ်သက်ပြီးတော့လဲမျောတလင်းလင်းဇက်ကားမရိုက်နဲ့ပြက်ပြက်တာတာလှုပ်ဆရာရှိတာလှုပ်ပြပါဒီပွဲကတော်ရန်ဥပဒေတနဲ့ကစားနေတဲ့ပွဲကိုဘက်ကတွေအလူခံနေတာမဟုတ်ဘူး okay စိတ်ကတိတ်အဆင်မပြေလို့စာအရှိကြီးမရေးချင်ဘူးလူရင်းပြောရရင်ကျွဲပါစောင့်တီခွေဘေးကက်ဆက်ဖွင့်လို့လဲထူးမယ်မထင်ပါဘူးဗျာဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့အဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ